မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရည်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဇွန်လ၄ရက်ဗုဒ္ဓဟူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ငလင်ဘေးတင်မြို့နယ်၄၆မြို့နယ်ကအိမ်အောင်စု19588စုတို့စက်တန်းပေါင်း9500ခွနတန်းကျော်ကုညီထောက်ပံ့ခဲ့တဲ့သတင်း။ ဖန်စီရမိတဲ့မွေးရစေးဝါတွေကို MDYPDF မီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့ကျုပ်ပင်ကောင်မြို့နယ်မှာအာရမစစ်သားစုဆောင်မှုရောက်လာတဲ့အကြံဖတ်စစ်ကြောင်းကို PDF တွေတိုက်ခတ်ရာအကြံဖတ်စစ်သား6ဦးသေဆုံးခဲ့တဲ့တဲ့မော်စီစာဘက်ကနေအကြံဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ရာကျောင်းမြတ်ကုမ္ပဏီဝင်းတွေကရန်ကိုတောင်ပေါ်ကြာရောက်ပောက်ကွဲလို့ပြည်သူ2ဦးသေဆုံးခဲ့တဲ့တဲ့မြမလူဦးတော်လိုင်းရေးကိုထောက်ခံသူဒီမိုကရက်တစ်ပါတီခေါင်းဆောင်လီချေမြောင်တောင်ကိုရီးယားနိုင်ငံသမ္မတဖြစ်လာခဲ့တယ်ဆိုတဲ့တဲ့ ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လိုင်းရေးဆန္ဒပြလူမှုသပိတ်သတင်းတွေပဲဖြစ်ပါတယ်ရှင်။ငလင်ဘေးသိမ့်မြို့နယ်46မြို့နယ်ကအိမ်အောင်စု19588စုကိုစက်တန်းပေါင်း9500တန်းကျော်ကုညီထောက်ပံ့ခဲ့တဲ့တဲ့ရင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။စကိုင်းငလင်ဘေးသိမ့်မြို့နယ်46မြို့နယ်အတွင်း အိမ်အောင်စု19588စုကိုစက်တန်းပေါင်း9500တန်းကျော်ကုညီထောက်ပံ့ပေးထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်အေဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။ယခုထုတ်ပြန်ထားတဲ့ဈေးကမေလ28ရက်ထိထောက်ပံ့ကူညီထားတဲ့ဈေးဖြစ်တယ်လို့လည်းဝန်ကြီးဌာနကအသိပေးထားပါတယ်။ထောက်ပံ့ကူညီမှုများကိုဒုက္ခခံစားနေကြရသော ြည်သူများထံနေရာဒေသမခွဲခြားဘဲရောက်ရှိအောင်ဆက်လက်စူးစမ်းဆောင်ရွက်နေပါတယ်။အစောပိုင်းကာလပြန်လည်ထူထောင်မှုအချို့အစတင်နေပါပြီ။ပြည်သူအားဖြင့်အကောင်းဆုံးအကောင့်ထဲဖော်သွားပါမယ်လို့ဝန်ကြီးဌာနကအသိပေးထားပါတယ်။ထောက်ပံ့ကူညီမှုတွေအဖြစ်နဲ့သခိုင်းတိုင်းမှာအိမ်အောင်စု4600နှစ်စုအတွက်စက်တန်း1300တန်းကျော်မမလေးတိုင်းမှာအိမ်အောင်စု8850စုအတွက်စက်တန်း2660တန်းကျော်ပဲခူးတိုင်းမှာအိမ်အောင်စု 1500တစုအတွက်ချက်တန်း383တန်းကျော်ရှမ်းတောင်မှာအိမ်အောင်စု1946စုအတွက်ချက်တန်း259တန်းကျော်နေပြည်တော်မှာအိမ်အောင်စု1096စုအတွက်ချက်တန်း330ကျော်နဲ့အခြားဒေသအသီးသီးမှာအိမ်အောင်စု1809စုအတွက်ချက်တန်း541တန်းကျော်ကိုထောက်ပံ့ကူညီခဲ့တာပါအဆိုပါထောက်ပံ့ကူညီမှုရဲ့60ရာခိုင်နှုန်းကိုလူသားချင်းစာနာထောက်ထားရေးနဲ့ဗီဟန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက 26ရာခိုင်နှုန်းကို EOCC 17ရာခိုင်နှုန်းကို CSO CPO နဲ့200ရာခိုင်နှုန်းကိုမြို့နယ်ပအားဖားတွေကပါဝင်ခဲ့ကြတာဖြစ်တယ်လို့လည်းဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ဆက်လက်ပြီးဖန်စီရမိတဲ့မူရင်ဆေးဝါးတွေကို MD1PD ရဲ့မီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မင်္ဂလေးတိုင်းစင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့ကဖန်စီရမိတဲ့ငွေရစေးပြား 69626ပြားကိုမိရှုဖြည့်ဆီးခဲ့လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF ကထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကဇွန်လ2ရက်နေ့မှာစင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့ကဖမ်းဆီးရမိတဲ့မှုရစေးပြား69626ပြားကိုမိရှုဖြည့်ဆီးခဲ့တာပါ။ထာပြင်2025ခုနှစ်မေလ31ရက်နေ့ကမတရားမြို့နယ်မှာလဲပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့မတရားမြို့နယ်ပအဖ အလဖတာဝန်ခံတွေနဲ့ဌာနဆိုင်ရာရေးရာတာဝန်ခံတွေပူပေါင်းကဖန်စီရမိတဲ့မှုရေးစေဝါတွေကိုမိရှုဖြစ်စီခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာထိန်းချုပ်စုံမှုနေမြေတွင်မှုရေးစေဝါရောင်းဝယ်ဖောက်ကားသူတွေနဲ့တုံးဆွဲသူတွေကိုထိထိရောက်ရောက်ဖန်စီရေးယူမှုတွေလှုပ်ဆောင်နေရလို့ပြည်သူတို့အစိုးရခန်းစာတင်ပြထားပါတယ်ရှင်။ ခုဆက်လက်ပြီးဂျိုးပင်ကောင်မြို့နယ်မှာအာရမစစ်သားဆူဆောင်မှုရောက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို PDF တွေတိုက်ခိုက်ရာအကြမ်းဖက်စစ်သား6ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဘကိုးတိုင်းတာယာဝရီခိုင်ဂျိုးပင်ကောင်မြို့နယ်အရှိပတောက်မြန်ရွာတဲ့ကိုအာရမစစ်သားဆူဆောင်မှုအတွက်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောထီတွေပါဝင်တဲ့အကြမ်းဖက်စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ရာအကြမ်းဖက်စစ်သား6ဦးသေပြီးတဦးဒဏ်ရာအပြင်းထန်ရသွားတယ်လို့ရုံးမ GPK PDF ရဲ့တာဝန်ရှိသူက PPTV ကိုပြောပါရတယ်။ ဇီကောင်းမြို့နယ်ကအကြံဖက်စစ်တပ်နဲ့ဘော်ပင်ပြူစောထိရွာကလက်ပါစီများပါတဲ့အင်အား80ပါအကြံဖက်စစ်ကြောင်းဟာဗရောက်မြန်ရွာတဲကိုပေါ်တာဝင်ဆွဲခဲ့တဲ့ဇွန်လ1ရက်မနက်8:00နာရီမှာ PDF ပူပေါင်းအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရမှာအပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါလို့ရုံးမ GPK PDF ရဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီရန်သူစစ်ကြောင်းဟာဇွန်2ရက်နေ့လယ်2:00နာရီအချိန်မှာထပ်မံစစ်ကြောင်းထိုးရာ PDF ပူပေါင်းအဖွဲ့ကဘော်ပင်ဆဲရေလွတ်မြောင်းပေါင်ပေါ်မှာ မိုင်းဆဲပြီးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာရန်သူတပ်သား6ဦးသေပြီးတဝူးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ထိတွေ့ပစ်ခတ်မှုအပြီးအကြမ်းဖက်စစ်တပ်ကတေဆုံအလောင်းများကိုယူပြီးတော့ဇီးကုံမြို့နယ်ဘောပင်ရွာကို ပြန်တက်ဆုတ်သွားခဲ့တယ်လို့ပြောပါတယ်။အဆိုပါတိုက်ပွဲကို PDF တရင်3037တက်ခွဲနှင့် BTZM GPK PDF ဘကိုးရိုးမှအခြေပြုတက်ခွဲတရင်3837တက်ခွဲတဲ့ ယူမ GPK PDF တပ်ဖွဲ့နဲ့တရင်383ညနဲ့တက်ခွဲတဲ့ Dragon Brother တပ်ဖွဲ့တို့ပူးပေါင်းခဲ့ကြရလို့သိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့မော်စီစာဘက်ကနေအကြံဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ရာကြောင်မတ်ကုမ္ပဏီဝင်းတွေကရန်ကိုတောင်ပေါ်ကြာရောက်ပောက်ကွဲလို့ပြည်သူ၂ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးသွားပါမယ်ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ် ဖွန်စီစာဘက်ကနေအကြံဖတ်စစ်တပ်ကဒီနေ့မိုးလဲတနာရီ7မိနစ်ခန့်မှာစစ်ကောင်စီကလက်နက်ကြီးနဲ့တိုက်ခိုက်တာကြောင့်ကြောက်မြက်ကုမ္ပဏီဝင်းတွေကရန်ကိုတောင်ပေါ်ကို6ရောက်ပောက်ခွဲခဲ့လို့ပြည်သူ2ဦးသေဆုံးပြီး10ဦးကျော်ဒဏ်ရာရခဲ့လို့ဒေတာရင်းသတင်းရင်းမြစ်က PPTV ကိုပြောပါတယ်ဒီမနက်7နာရီခွဲလောက်မှာဒီဟေမိုရီစာဖျားကုန်းမှာအဲတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဟေမိုရီစာယူဝနာကအထိတုံးကုမ္ပဏီထဲဝင်ပြီးတော့ ဒီမိသေးရင်နေတော့ဘက်ဖိုးတော့တော်ပြီးရှုပ်ပေးရပါတော့။အပြည့်လုံးတယ်တဲ့။ပြင်းနေတဲ့တနားကြီးဆယ်မျက်နှာမှလည်းဒီပကန်တမကုန်းကနေအဲ့မော်ရီစာဘက်ကလည်းတနေ့ချီတနေ့ချင်းရထူတော့ဒီကုမ္ပဏီဝင်းကြောင်းမြတ်ကုမ္ပဏီဝင်းတစ်ခုကိုကြားတယ်တဲ့။ကြားတော့အဲ့ကုမ္ပဏီဝင်းထဲကရန်ကူတော်မှာအဲကြားတော့အဲပေါက်ကုန်းဖြစ်တာပေါ့။ပြတော့ဟိုပေါ့။အဲအဆောက်အအုံထိခိုက်ပျက်စီးရရှိတယ်။နောက်တစ်ခါအဲကားတို့အဲ အဲကားတွေပါပျက်စီးရရှိရနောက်ခါအဲ့ဒီကုမ္ပဏီဝင်ထဲကအခု loss နဲ့ရောက်ပေါ့တီတီတယ်ပြင်10ယောက်ကျော်ထိခဲ့တဲ့ဟန်ရတာရှိရတယ်လို့ဆိုတော့အဲဆိုဒီဖက်ကန်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းကအဲဒီဖက်ကန်တဝိုက်ကဒီကြောင်းမြတ်ကုမ္ပဏီမှာသူတို့အဲအဆောင်နေမြှို့တာအဲလိုက်လုပ်နေပေါ့နော်အဲပြင်ဒီကုမ္ပဏီတို့လည်းလည်းရှင်ထူလာရရှိတယ်အဲ့တော့ဇန်နလေးရက်မှာတော့အဆိုပါပောက်ကွဲမှုဟာစစ်ကောင်စီရဲ့ drone နဲ့တိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ KIA ကအတည်ပြုထားပါတယ် ဖားကန့်ကိုရောက်နေတဲ့အကြံဖန်စစ်ကြောင်းကမြို့ပေါ်ကအဆောင်တွေကိုမိရှုဖျက်ဆီးတာတွေကုမ္ပဏီကိုလက်လက်ကြီးတွေနဲ့ရွေကျက်ရှိရှိထုတာတွေပြုတ်လုံနေရလို့လဲဒေသခံတွေကပြောပါတယ်ရှင်ဆက်လက်ပြီးတော့မြမຫນွေဦးတော်လန်ရေးကိုထောက်ခံသူဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေမြောင်တောင်ကိုရီးယားနိုင်ငံသမ္မတဖြစ်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မြမຫນွေဦးတော်လန်ရေးစတင်ခြင်းကလေးကဒီနေ့အချိန်ထိမြမဒီမိုကရေစီရေးကို အားပေးထောက်ခံသူလေချေမြောင်ဟာတန်ကိုရီးယားနိုင်ငံရဲ့20ကြိမ်မြောက်သမရရွေးကောက်ပွဲမှာအနိုင်ရပြီးသမရဖြစ်လာတယ်လို့သိရပါဗျ။ဇွန်လ3ရက်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာဒီမိုကရက်တစ်ပါတီကတိုက်ခံခေါင်းဆောင် လေချေမြောင်ကအထက်ပြိုင်ပတ်ကင်မြန်စုကိုအနည်းဆုံး7ရာခိုင်နှုန်းအသာနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။သူဟာမြန်မာနိုင်ငံမှာအာဏာသိမ်းမှုပြုလုပ်ခဲ့တဲ့အကြမ်းဖက်ဆဲအုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။သူဟာ2024 မေလ၁၈ရက်ကဂွမ်ကျူးမြို့မေ၁၈နှစ်ပတ်လည်အခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းဗန္ဓာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးတင်ထွန်းနိုင်တို့နဲ့တွေ့ဆုံပိုးခဲ့ပါသေးတယ်ကိုရီးယားနိုင်ငံအတွင်းမြန်မာနိုင်ငံရေးလှုပ်ရှားမှုနဲ့ထောက်ပံ့မှုအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဆက်နာသိမ့်မှုစန့်ကျင်ရေးကော်မတီကိုရီးယားရဲ့မြန်မာနောက်ဝက်အဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူလည်းဖြစ်တယ်လို့သိရပါပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချီးမွမ်းရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရမပေမျိုးနယ်မှာအောင်လန်လွင့်မီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအကြံဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတဲ့ဗိတ်ကိုဒီကနေ့မှပြုတ်လုခဲ့ကြပါဗျ။ဆန္ဒပြတော်လန်ပြည်သူတွေကအောင်လန်လွင့်မီတောင်းသွင်းနေတဲ့ဗိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုတ်လုခဲ့ကြတာပါ။ ဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင့်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်ဆက်တဲ့ကြဆုံရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။